ဂျာဂျီဘီမိုနီရဲ့ဘီမိုနီဤဘီမိုနီဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါရစေ။အပိုင်းခွန်တလန်းဝင်တလန်းထွန်းနဲ့စွန့်အာနေဟန်ဆောင်လျက်တောင်းရန်ခဲ့ရာသုံးလေးလန်းဝင်ထွန်းမိလင်ပင်သုံးဖက်မြရခဲ့ဤသို့ဖြင့်38လန်းသို့ရောက်ခဲ့ရာတယောက်ကြီးတယောက်နဲ့တွေ့တဲ့ပြင်ဆက်လန်းပေးပြီးနောက် အာအာအာနဲ့လက်ထိုးခံရဆွဆွစီတောင်းစားဟုဟန်ကြီးပန်ကြီးလောက်ကဆဲရည်နေတဲ့ပြင်ကျွန်ုပ်လည်းဒီမခံနိုင်တော့သည့်အစုံလိုက်တကောင်းကိုဆဲရည်လိုက်လေရ၎င်းထောင်ကဲကြီးမှာမျက်လုံးကြီးပြူပါဇက်ကြီးဟာပြီးပါဇက်မှာလည်းတစုံတရာကို အော်ဟစ်ခါ အတင်းလိုက်တော့ကြောင့်လမ်းကျူလမ်းကြားကိုကိုယ်ကောက်ခါပြရလေသည် နေရင်တို့ရောက်ပြီးနောက်ကိုဖြစ်ကိုကိုတွေးတော့ကခွက်တိုးခွက်လန်းရှိမောမိလေပတ်စံများကိုရေတွက်ကြည့်ရာတမတ်ကြော်ကြော်များရရှိသည့်ဖြင့်အင်းဒါကြောင့်မြန်မာပြည်တရုံစာပေါ်တာကိုဟုတွေးတော့မိလေထို့နောက်အဝိစာလဲလဲကဖျားသူထွက်ခဲ့ပြီးနောက်တောင်းရသည်များပတ်စံတို့ကိုလှူခဲ့လေသည် ျွန်တော်ရေးရန်အဆရှာ၍မရသေးသောဝိထုလည်းတရောင်စားကြီးခြေစုဖြင့်ပြီးဆုံးခဲ့လေထွန်းတော်ကျွန်တော်သည်စိတ်လေလွင့်နိုင် ကြည်မနိုင် အလုံးစမ်းချောင်းရေးကျော်တောင်မွေတို့တွင်လှဲ့လဲလျက်စာရင်းရင်ငက်ပြတ်ရင်းဖြင့်နေထိုင်ခဲ့လေသည် မောင်ကျော်စိုးသည်သည်ဖြင့်ဗီရိရှာဘာမာတိုက်ကထွက်ကလေးကကျွန်တော်မှာယခုတက်တိုင်းအတီတကြလောက်ကန်ရသောအလုံးမရှိသေးပေယခုကကျွန်တော်မှာအသက်56နှစ်ရှိလေပြီစင်ရုံမင်း စာအုပ်များထွက်ပြီးသည့်နောက်ကိုရိုင်းကျိုးမခံစားရဘဲဆင်းရဲဒုက္ခရောက်ရခြင်းတည်းဟုသောညွန်ထဲမှာပင်တိုးလျက်သာနေရလေသည် ပီမိုနင်းဆရာကြီးပီမိုနင်းသည်မိမိရဲ့ထုတ်ပတ်တီကိုအီအီထီသာကိုရိုင်းရေးသားခဲ့လေသည်ဗြိတိရှဘာမာမှထွက်ခဲ့ပြီးနောက်ဆရာကြီးမှစာအုပ်စာတမ်းပေါင်းများစွာကိုရေးသားထုတ်ဝေခဲ့တော်လဲအကျိုးခံစားရခြင်းမရှိလာသဖြင့်တိကျဖော်ပြခြင်းမပြုလို့ရပင် ထိုအကြောင်းများကိုဆက်လက်မြေးသားတော့ပဲ ခြံလက်ထားခဲ့ခြင်းဖြစ်သည်ဟုတွေးထင်ပွဲရရှိလေသည်ကျွန်ုပ်တို့မှာဆရာကြီးရဲ့ထုတ်ပတ်တီကိုစုံလင်နိုင်သမျှစုံလင်စေဖို့ဖော်ပြရေးသားဖို့တာဝန်ရှိရက၎င်းတို့ကိုစုံစမ်းသိရှိရသမျှရှေ့စာမျက်နှာများတွင်ထည့်သွင်းဖော်ပြလိုက်ရပေသည်စာရီဆရာကြီးပီမိုနင်းသည်ဗီဒီရှားဘာမာမှထွက်လာခဲ့ပြီးသည့်နောက်စာအုပ်စာတဲ့အမြောက်များပင်ရေးသားခဲ့လေသည်ဖဲရော့ဥဆန်နီရုပ်ရှင်လမ်းညွှန်ကြောင်းတွေကိုဆရာကြီးပီမိုနင်းသည်အစအဆုံးတယောက်တည်းရေးသားထုတ်ဝေခဲ့လေသည်ထို့မှတစ်ပါး တက္ကသိုလ်သိပ္ပံမဂ္ဂဇင်းဒူရီယာမဂ္ဂဇင်းစသည့်မဂ္ဂဇင်းများတွင်လည်းအလွန်ကောင်းသောဝိထုများကိုရေးသားပေးပို့ခဲ့လေသည်အဖို့များစွာမပေးကြဘဲဆရာကြီးထံမှဝိထုတောင်းယူပုံနှိပ်ထုတ်ဝေသူများလည်းထိုချိန်တွင်အများပြားပေါ်ထွက်၍ကြွယ်ဝလာခဲ့ကြလေသည်ထိုချိန်တွင် ရှာကြည့်ဤဝိတုခေတ်တွင်စတုထခေတ်ပင်ဖြစ်ပထမခေတ်မှာပညာလင်းသို့မဝင်မီမောင်ကျော်ဟု၍မထင်ရှားသောအမည်ဖြင့်ရေးသားခဲ့သည့်ခေတ်ဖြစ်သည်ထိုခေတ်တွင်ခင်ထပင်လယ်ကူးတပ်ပုံ BA မောင်တင်းနှင့်ကကြေတဲ့မန်မြင့်အဆရှိသောဝိတုများနှင့်လော်ဂီလမ်းပြကျမ်းများကိုရေးသားခဲ့လေသည်ဒုတိယခေတ်မှာပညာအလင်း၌ဝင်ရောက်၍လောက်ကင်စဉ်ပတ်စံကြီးဟုသောအမည်ဖြင့်ဝိတုများရေးသားခဲ့သောခေတ်ပင်ဖြစ်လေသည် ထိုခေတ်တွင်နာမည်ကျော်ကြားလူသိများလျက်ရှိသေးသောနေရီပွဲစားကြီးတာဖာနှင့်မြမြဗမာဒီဝိတ္ထုများမှပတ်စံကြီးအမည်ဖြင့်ပေါ်ထွက်လာခဲ့လေသည်။အိန္ဒိယတွင်ထိုရှင်ကပတ်စံကြီးဆရာပီမိုနင်းကိုယ်တိုင်ဗမာဒီဝိတ္ထုများကြောင်းညာသောစာရန်တစားကိုယခုခေတ်လူများတွင်ပြင်ဖတ်ရှုဘူးမည်မဟုတ်၍ဘုဟုတ္တအလုံးက၎င်းထိုခေတ်ကအကြောင်းအရာနှင့်အရေးသားကိုသိသိမ့်သောငါ၎င်းထက်တွင် ဖော်ပြလိုက်ရပါပေသည်။ အစီရင်တော်ခံပါသည်ကျွန်တော်ဖတ်စံကြည့်သည်ပညာအလင်မဂ္ဂဇင်းပေါ်ထွက်လာစဉ်ကရဲဘက်တော်များနှင့်တကွာနှစ်သက်လောက်သောအချက်များကိုရေးသားလာရာပြည်သူပြည်သားတို့၏မေတ္တာကုန်ကြောင့်ကျွန်တော်များ၏မဂ္ဂဇင်းသည်တဟုန်ဒီကြီးပွားလာ၍ယခုအခါနေ့စဉ်သတင်းစာကြီးထုတ်ဝေလျက်ရှိပါပြီ။ဤပညာအလင်းတီးဟူသောသတင်းစာကြီး၏နောက်ဆုံးကော်လံကမှန်မှန်ကြီး မိသူမျက်နာကိုမှမထောက်ထားပဲသာသာနာနာကွက်ကွက်ကွင်ကွင်ရှင်းရှင်းလင်းလင်းတိတ်တိတ်ချာချာရေရေရာရာခက်ခန္ဓာနာဆန်းဆန်းပြပြကြီးထွင်ကစကားအသွာလာမှတမျိုးပြောင်းပြီးလင်အကျိုးအကြောင်းနဲ့တကွာဖြောင်းဖြောင်းဖြားဖြားဆိုသလိုပြောပြ၍ရလင်ရမရလင်အချက်ရှိသည်များထုတ်ဖော်ပြီးဟုတ်တာတွေဖော်တတ်လွန်းလို့ချစ်သူတွေကလည်းတပြုံပြုံရန်သူတွေကလည်းတယုံယုံနဲ့ဂုံဂုံပြီးမဲ့ကြရွဲ့ကြတကယ်ဟာကွာ ဖဲနေဟာမချမ်းမထားပဲအတန်ရေးသားတာပဲဟုတွေ့တွေ့ပြီးစာနာသူတွေကလည်းနာကြပေလိမ့်မည်တို့တော့ပတ်စံကားဖြင့်မြို့သူကိုမှလုံးလုံးကြီးအာမကိုပဲရိုးသားတဲ့စိတ်အနေဖြင့်ပြိတ္တတွေပေးလာတဲ့အတွက်ဘယ်သူဘက်ကိုမှမလိုက်တိုင်းမကားမှုအတက်ထင်လင်းဖြင့်ခက်တွင်တွင် ရေးသားလိုက်မည်ဟုလိုတည်းအီအီထိုးထိုးတို့ကလို့စဉ်းစားနေခိုင်မိတ်ဆွေများထံမှမကြမကြဝိတုတို့ကလေးများရေးသားထုတ်ဝေရန်တန်တန်စာပေးကြသောအကြောင်းများကိုစဉ်းစားမိသည်ဖြင့် မိတ်ဆွေများ၏အလိုပြေဝါနှစ်သိမ့်စိမ့်သောငါဆက်ရန်ရှိသေးသည်ဟုဝိတုဇက်လက်များကိုချွင်းချက်မထားဘဲတောက်ထဲနှင့်အပိဓာဖတ်နိုင်ရန်ရည်တမ်း၍တချင်းတွင်ညှက်ခါများများရေးပြီးအပြင်းပြေဖတ်စရာဘာမှသေးကြီးဟုသောအမည်တကုံတစိမ့်ဖြင့်ဤပုံနှိပ်တိုက်ကထုတ်ဝင်ရန်စီမံရေးသားလျက်ရှိလေပြီးမူလပတ်စံကြီးဤဒီမှာဆရာကြီးပြပေါ်နေကဘာမတီကိုကြော်ညာခြင်းပင်ဖြစ်ပေသည် မြန်မာစာပတ်ပိဋကတ်တို့၏စိတ်နှလုံးတွင်ယခုတိုင်ဆွဲလန်းလျက်ရှိနေသေးသောနှညညဟေမဝင်ပွေတကူတော်ချစ်ပန်းတွင်တနိုင်ငံမြန်ရန်ကြားဆသောဝိထုရှိကြီးများနှင့်ပွဲစားကြီးကရရုတ်ကိုမြားချွတ်တော်ချစ်ချစ်ကြုံလီပုံပွေတပ်ဖူးဆောင်အံ့ဩဝဲရေနတ်သူမျိုးချစ်မျိုးချစ်လက်ရာစူပါနဲ့မေကျုပ်အသက်ကလေးဝါသနာသွေးဆောင်ခြင်းမိတ်ဆွေနှင့်ရီစာစိတ်ပြောင်းလဲခြင်းဝရံပြေလူလားနတ်လားခုံပန်လား ချစ်တံမရရွှေဘူးစာကန်စော်စီမံတွင်ငယ်ကကျွမ်းကိုလွမ်းလို့ခွေကမိုင်းစသောဝိတုပေါင်းပြောင်များစွာတို့မှဆရာပီမိုးနှင့်အမိပြေ၎င်း၏တတ္တယဝိတုခစ်တွင်ပေါ်ပေါက်လာကြသောဝိတုများဖြစ်ပါသည်အဒီနီယာမှာတော့ငယ်ကကျွမ်းကိုလွမ်းလို့ခွေကနောက်ကရိုင်လားမိုင်လားဒုဒ္ဒရဲ့တီချာဖတ်လို့မနိုင်ပါဘူးပေါ့နော်စာအုပ်ကမမြင်ရလို့ပါအဲ့ဒါလေးတခုတော့ခွင့်လွှတ်ပေးကြပါလို့ဤကစကားချက် ယခုကြီးပွားနေကြသောလူလက်တိုင်းဖက်ကြဘူးဒီကဗမင်တန်ကျန်တခင်စိတ်လက်တွေ့ကြီးပွားရေးချမ်းမှာစာရွေးအင်္ဂလိပ်စကားပြောနီးဝိတုတရင်စာရေးနီးအချစ်ဖြန်လန်းစသောချမ်းများကိုလည်းထိုခိကပင်ရေးသားခဲ့လေသည်ကျုံးငွေတောင်တဖြစ်လဲကြားကြီးရာစာတခုလက်နဲ့တလင်ကွာ wet baron တို့တောင်ပေါ်တဲမြညာတက်လူကယောက်ျားကောင်းသုံးယောက်စသောဝိတုရှိကြီးများနဲ့ငါသမီးမယားတို့တို့ပါသာပေါ်ပင်စာရေးစရာ မျိုးချင်းစိတ်အစရှိသည့်မရေမတွက်နိုင်လောက်အောင်များလှစွာသောဝိတုတို့ကလေးများအပြင်တာရည်ပီရလွတ်လပ်မှု အောင်စိတ်တာကုံဤတမိကုံဤမိမစိတ်စသောကြံများမှာဆရာပီမိုးနှင်းဤစတုထခစ်တွင်ထွက်ပေါ်ခဲ့ကြလေသည်ထို့များလောက်မရေမတွက်နိုင်လောက်အောင်များပြားလှစွာရေးသားနေရတော့လဲဆရာကြီးမှာများစွာချမ်းလည်လာသည်မရှိတဝဲလဲလဲပင်ဖြစ်နေခဲ့ရလေသည်ထို့ကဲ့သို့ပညာတဲ့ကြီးတူအငန့်ငန့်ပြပြဖြစ်နေသည်ကိုတွေ့ရှိရသည့်အခါ ထိုစဉ်ကမြမအလင်းသတင်းစာတိုက်တွင်တာဝန်ခံအယ်ဒီတာဖြစ်ဆောင်ရွက်နေသောဦးတင်ကမြမအလင်းတာယုံဦးတင်အားဆရာကြီးကိုတတ်နိုင်သမျှငွေကြေးပေးကမ်းလျက်မြမအလင်းတွင်ရေးသားခွင့်ပြုရန်ပြောဆိုခဲ့လေသည်တယုတ်ဦးတင်ကထိုချောင်းကိုတိုက်ပန်ရှင်ဦးမမောင်ကြီးအားပြောကြားခဲ့ရာဆရာပီမိုးနှင်းမှာရခင်ကပညာအလင်း၌အလုံလောက်ခဲ့၍ပညာအလင်းမှာမြမအလင်းနှင့်များစွာမတင်ခဲ့သောကြောင့်ဆရာကြီးပီမိုးနှင်းအားမြမအလင်း၌ခေါ်ယူရေးသားစီရန်အကြံကိုရုတ်တရက်သဘောတူခွင့်မပေးချေ ဤနေရာတွင်ဥတင်ကနှစ်ယောက်ဖြစ်နေပြီးမှတာဝန်ခံအက်ဒီတာဥတင်ဆိုသည်မှာတဲ့ယခုယောဂီစေတပန်းရှင်ဖြစ်နေသောဥတင်ကိုဆိုပေသည်ဟုစာရီးကရေးသားထားပါတယ်ဤကစကားချက် တိုက်ရှင်ဥမမောင်ကြီးကွယ်လွန်ပြီးသည့်နောက် အတန်ကြာသောအခါမြမလင်းတရင်စာရင်ဆရာပီမိုးနှင့်ရေးသားများကိုစတင်ဖတ်ရှုကြရလေသည်1935ခုနှစ်ဇူလိုင်လ29ရက်နေ့တို့မြမအလင်းတရင်စာရင်လေပွေအမည်ဖြင့်စတင်ရေးသားလေသည်ပထမရေးသားစဉ်ကဥလီဝေဟု၍စလုံးကောင်းစဉ်ကြီးမတ်တပ်သေးပြီး ထွေရလေးပါဟူ၍ခေါင်းစဉ်တက်ပြီးလေးဝေဟုအောက်ကတန်မှန်လက်မှတ်ရေးထိုးလေသည့်ကာလအတန်ကြာမှလေးဝေဟု၍ခေါင်းစဉ်တက်ပြီးရေးသားခြင်းပြုလေသည့်ထိုးရေးသားခြင်းများမှာအလွန်ပင်အချက်ကြလျက်စကားအသုံးနှုံးတွင်တစ်တစ်ခွာခွာနိုင်လွန်းသဖြင့်မြမအလင်းတည်င်းစာဖတ်ရှုသူတိုင်းပင်ထိုအခန်းကိုဆွဆွဲလန်းလန်းစောင့်ဆောင်စားစားဖတ်ရှုကြရလေသည်မြမအလင်းတဝန်ခံအက်ဒီတာဖြစ်မှဥတင်နှုတ်ထွက်သွားသည့်အခါဤစာအုပ်ကိုတီးဖြတ်သူသည်ညအက်ဒီတာလုပ်နေရမှာ တာဝန်ခံအယ်ဒီတာဖြစ်ဖြစ်ဥတည်နေရတွင်ဆက်လက်လောက်ကန်ရ၌ရှားပီမိုးနေ့နေ့စဉ်လိုပင်စုံနှီးစကားပြောဆိုခဲ့ရလေသည် တနေ့တွင်ဆရာကြီးသည်ကျွန်တော်ဤဇဝဲရှိကလထိုင်တို့တလုံးတွင်ဝင်ရောက်ထံပြီးလင်ရန်ကုန်မြို့မှာပဲမမငွေလုံလုံလောက်လောက်မရဘူးရေးတော့ရေးခိုင်းပြီးပတ်စံကြတော့မပေးခြင်းကြဘူးအခုအိမ်လာကကလည်းတိတ်ပြီးစူနေတဲ့ကျုပ်တော့ရန်ကုန်မှာဆက်မနေနိုင်တော့ဘူး30ကိုပဲပြန်ရတော့မယ်ဟုညှိုးသောမျက်နှာဖြင့်ပြောလာလေသည်ကျွန်တော်မှဤမြလောက်ထင်ရှားကြော်ကြသောဆာရေးဆရာကြီးတို့ဤသနာပွဲကောင်းသောအခြေအနေကိုမြင်တွေ့ကြားသိရသောအခါများစွာဝင်းနေသွားလေသည် ဆရာ30ပြန်มาပြီတဲ့ဟိုမှာဘာလုပ်มาလဲရန်ကုန်မှာတနီနီနဲ့ကျန်းဖန်ပြီးတင်ဆရာဖို့ဒါပြီးကိုယ်ဝင်လက်မလွဲကူပွေဘူးလားဆရာဟိုသွားမယ်ဆိုရင်စာအုပ်ထုတ်တဲ့လူတွေနဲ့ဆရာနဲ့ဘယ်လိုစီစဉ်မလဲပို့ပြီးဝေးမသွားပေဘူးလားအစရှိတဲ့ပြင်ကျွန်တော်လည်းမေးခွန်းပါများစွာကိုမေးမိပေသည်ဆရာကြီးလည်းလက်ဖက်ရင်နဲ့မုတ်ကိုတောက်စားရင် အတန်ကြာထိုင်နေပြီးနောက်ဂိုင်းပြန်တော့မယ်ကျုပ်တော့ဆစ်ရှုံးပြီဟိုမှာပဲခေါင်းပြန်ချရမှာပဲဟုပြောဆိုကနှုတ်ဆက်လေကျွန်တော်လဲဆရာရန်ကုန်မောင်ဝေးမှန်မှန်ဘယ်လောက်ရရင်နေနိုင်မလဲဟုအရေးကြီးတယ်ထင်တော့မေးခွန်းကိုမေးလိုက်လေဒီအင်လာကအတွက်30ကျန်မှန်မှန်ရရင်နေနိုင်ပါတယ်စားဖို့တောက်ဖို့ဟာအတွက်တော့မရတဲ့ချက်ရတဲ့ချက်နဲ့ဟိုရဲ့ဒီရေးရင်သူ့ဟာနဲ့သူဖြစ်လာမှာပဲဒီရွယ်ကြီးကြမှာဆွေမျိုးတွေပေါ်မှာပြန်ပြီးမိခွန်းမနေခြင်းဘူးဟုပြောကထွက်ခွာသွားလေသည် ကျွန်တော်လည်းမြမလင်းတာယုံဥတည်နေချက်ချင်းတွေ့ဆုံ၍ဆရာကြီးရဲ့ဖြစ်ပျက်ကိုပြောပြပြီးလင်းကူညီရန်ပြောပြလေရသူ့လိုပညာရှိကြီးတယောက်ရန်ကုန်မှာမနေနိုင်လောက်အောင်ဖြစ်ရတာတိတ်ဝမ်းနေဖို့ကောင်းတာပဲခင်ဗျားနဲ့ကျုံနဲ့နှက်ပြန်သူ့စီသွားပြီး30မပြန်ရဖို့တားရအောင်ဟုဥတည်ကလည်းကရုဏာသက်စွာဖြင့်ပြောလေသည်အိနီယာရင်းအောက်ခြေမတ်စီကိုဖတ်ပြခြင်းမှာသေးတယ် ။ဦးတင်သည်သတင်းစာဆရာဖြစ်မှနှုတ်ထွက်သွားတော့လဲဆရာကြီးပေမောင်းနေနဲ့အဆက်မပြတ်ပြီးဆရာပေမောင်းထံမှတပုတ်လင်း30ကျပ်မှ150ကျပ်ထိအဖိုးပေးလျက်စာမှုများကိုဝယ်ယူခြင်းပြုလေသည် ထိုစာမှုများကိုယခုတိုင်ပုံမနှစ်ရာသေးပေအိစာတရစိတ်ပညာအကျမ်းများကိုလည်းရိုက်နှိပ်ပေးခဲ့လေသည်စာသည်နောက်တစ်နေ့တွင်ဦးတင်နှင့်ကျွန်တော်တို့သည်ဆရာကြီးဤ146လမ်းကြီးနေအိမ်သို့သွားရောက်ကြသောအခါအထုပ်ဘူအားလုံးပင်ထုပ်ဘူပြင်ဆင်ပြီးလျက် ဆရာကြီးမာမူအာယုဒီကဈေးတိုက်သူနှုတ်ဆက်ရန်ထွက်ခွာသွားသည့်အတွက်ဆရာကတော်ကလူတစ်ယောက်ကိုဆင်းလို့ရခေါ်ခန်းလိုက်လေသည်ဆရာကြီးရောက်လာသည့်အခါဆရာကြီး30တို့တွားဖို့မလိုအောင်မြမအလင်ကကြည့်ရှုစီမံမိဖြစ်ကြောင်းပြောလျာဆရာကြီးမာများစွာဝင်းတာတွားပုံရလေဆရာကြီးဝင်းတာတွားသည့်ကိုတွေ့မြင်သောအခါကျွန်ုပ်တို့နှူးမှလည်းအတိုင်းမသိဝင်းမြောက်ဝင်းတာဖြစ်ရလေတော့သည်ကျေးဇူးတင်ကြောင်းထက်ထက်ပြောနေသည့်အကြားတွင်ကျွန်တို့နှစ်ယောက်လည်းဆရာကြီးအားနှုတ်ဆက်ခါထွက်ခွာလာခဲ့လေသည် ရှားကြည့်ဒီရန်ကုန်မြို့၌ဆက်လက်နေထိုင်ပြီးနောက်မြမအလင်းတို့လည်းမမှန်လာမြဲလာလျက်ရေးမြဲရေးပေးနေသည့်တခါတရံရှားကြည့်ရေးပေးသည့်စာများကိုတကြောင်မဟုတ်လင်တကြောင်ကြောင့်ထဲ့သွင်းဖော်ပြခြင်းမပြုထိုင်ခဲ့ပေ။သို့တော်လည်းထိုစာများကိုကျွန်ုပ်သည်စုပ်ယူမပြေဖဲတင်စီထားခဲ့လေသည်။ထိုစာများမှာများသောအားဖြင့်အငင်းခုံပြင်းပြင်းထန်ထန်ဖြစ်ပေါ်စေနိုင်သောစာများဖြစ်လေသည်။စာရေးသူဤစေနာမှာကောင်းဘက်သို့ရောက်စေရန်ဖြစ်တော်လဲမိမိတို့အားတမင်စော်ကားသည်ဟုရေးခံရသူများကအထင်ရောက်စေနိုင်သည့် စာမျိုးဖြစ်ကြလေသည်ကျွန်ုပ်နှင့်မြမအလင်းတိုက်ပိုင်ရှင်များသတင်းစာရေးသားဝါဒထားပုံများနှင့်ဆက်လင်း၍သဘောကွဲလွဲကကျွန်ုပ်မြမအလင်းမှထွက်လာရသည့်အခါထိုစာပေများကိုမြမအလင်းတိုင်းထားခဲ့လျင်အချင်းဤဖြစ်မိကိုမြင်၍ကျွန်ုပ်နှင့်တပါးတည်းယူဆောင်လာခဲ့လေသည် အောက်ခြေမဆုကိုဖတ်ပြခြင်းမှသည်တဲ့ ထိုစာများနဲ့အခါခွင့်တင့်လျော်တိုက်ဆိုင်ရာတို့ကိုရွေးချယ်၍ကျွန်ုပ်ထုတ်ဝေသည့်ဂျာနယ်ကျော်တွင်ထည့်သွင်းသည့်အခါထို့သို့ထည့်သွင်းသည့်စာများအတွက်ဆရာကြီးအားတန်ရတန်ဖို့ကိုပေးခဲ့လေသည့်ဆရာကြီးသည်ဗြဟ္မနာညင်ပယ်ခဲ့တော်လဲယူရန်ကျွန်ုပ်ကထက်ထက်တိုက်တွန်းသည့်အခါမယူခြင်းယူခြင်းနဲ့ယူသွားလေသည်စာသည်မြမလေးမထွက်ပြီးဒီနောက်ဆရာကြီးနဲ့ကျွန်ုပ်မှရခင်ကလောက်မတွေ့ဆုံနိုင်ကြတော့ဘူးရန်ဖန်ရန်ကတွေ့ဆုံကြသည့်အခါဆရာကြီးကလည်းကျွန်ုပ်ရဲ့လောက်ကန်ချင်းနေကြောင်းကိုမေးလျက်ကျွန်ုပ်ကလည်း ဆရာကြီးရေလောက်ကန်ချင်းနေကြောင့်ကိုမိကနိုင်ငံရေးစိတ်ပညာရေးများနဲ့နောက်ဆုံးဝါစာအုပ်များကြောင်းစကားအလင်းတင့်တယ်လို့ပြောဆိုပြီးလူချင်းခွဲခဲ့ကြရသည်ကများလေသည်တူကဲတော့နေလာကြရမှာ1300တခုနှစ်တစာမုံလာစုဆယ်ရက်နှစ်1939ခုနှစ်ဒီဇင်ဘာ5ရက်အမျိုးသားနေ့သို့ရောက်ခဲ့လေသည်ထိုနေ့သည်ဆရာကြီးဘဝအဆုံးဤအစဖြစ်ကြောင်းကိုဆရာကြီးလည်းမသိကျွန်တော်လည်းမသိမိသူမှမသိကြချေနောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲ ဖြစ်ပါတယ်ရှင် ကျေးဇူးတင်ပါတယ်ရှင်ကျမတူတာပါ